အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာမြန်မာနိုင်ငံရှိတရုတ်ဝန်ထမ်း အဖွဲ့အစည်းနဲ့စီမံကိန်းများ၏ဘေးကင်းလုံခြုံရေးကိုလက်တွေ့ကျစွာအားမခံပေးရန်တရုတ်သမ္မတတောင်းဆိုမှုကိုမရောက်နိုင်ကအစွမ်းကုန်အားမခံပေးသွားမည်ဟုတုံ့ပြန်ကြောင်းသိရပါတယ်မြန်မာနိုင်ငံရှိတရုတ်ဝန်ထမ်းအဖွဲ့အစည်းနဲ့စီမံကိန်းများ၏ဘေးကင်းလုံခြုံရေးကိုလက်တွေ့ကျစွာအားမခံပေးရန်တရုတ်သမ္မတကတောင်းဆိုလိုက်ပြီးအကြမ်းဖက်မရောက်နိုင်ကလည်းအစွမ်းကုန်အားမခံပေးသွားမည်ဟုတုံ့ပြန်ပြောဆိုပါတယ်တရုတ်သမ္မတနဲ့ အကြမ်းဖက်မရောက်နိုင်လို့တွေးဆောင်စဉ်ရင်းခဲ့သို့ပြောဆိုကြခြင်းဖြစ်ကြောင်းတရုတ်စင်ဝါသတင်းဌာနကပေါ်ပြထားပါတယ်။တရုတ်သမရကမြန်မာနိုင်ငံရှိတရုတ်ဝန်ထမ်းအဖွဲ့အစည်းစီမံကိန်းများ၏ဘေးကင်းလုံခြုံမှုကိုလက်တွေ့ကျစွာအားမခံပေးရန်အွန်လိုင်းလောင်းကစားဆက်သွယ်ရေးလိမ့်လည်မှုစသည့်နယ်စပ်ဖြတ်ကျော်ပြစ်မှုကျူးလွန်မှုများကိုတိုးမြန်တိုက်ဖြတ်ရန်တောင်းဆိုခဲ့ကြောင်းသိရပါတယ်။မြောက်နိုင်ကတရုတ်နိုင်ငံနဲ့ဆက်ဆံရေးအားများစွာအလေးထားကြောင်းတရုတ်နိုင်ငံ၏ယုံကြည်စိတ်ချရသော ချစ်ချည်ရင်းနှီးထိုက်သောအိမ်နီးချင်းအဖြစ်ထာဝရလှုပ်ဆောင်သွားလိုကြောင်းမြန်မာနိုင်ငံလေးဖြင့်နှစ်နိုင်ငံစီးပွားရေးကုံတွဲရေးစွန့်အင်စာသည့်ကဏ္ဍများတွင်ပူးပေါင်းဆောင်ရွက်မှုများကိုအားထားဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံရှိတရုတ်စီမံကိန်းနှင့်ဝန်ထမ်းများ၏ဘေးကင်းလုံခြုံမှုအားအစွမ်းကုန်အားမခံပေးသွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါသည်အကြမ်းဖက်မယောင်လိုင်းသည့်ရုရှားနိုင်ငံမော်စကိုမြို့တွင်ပြုလုပ်သည့်နှစ်80ပြည့်ရင်းပြင်းသည့်အောင်ပွဲခါနာသွားရောက်စဉ်တရုတ်သမ္မတနှင့်တွေ့ခွင့်ရရန် ရုရှား၏ကူညီဖြင့်ဂျိုးပန်းခဲ့ပြီးနောက်ရင်းတို့တွေ့ဆုံပွဲဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်းမြစ်ကပြောဆိုပါရယ်မြန်မာနိုင်ငံရေးတွင်တတိကြီးကြီးဖြင့်အမျိုးမြင်ကြီးစွာဖြင့်ဆောင်ရွက်ရန်တရုတ်သမရရှီချင်းပင်ကမယောင်နိုင်ကိုတိုက်တွန်းလိုက်ပါရယ်မယောင်နိုင်ရုရှားရင်းနှီးထွက်ခွာပြီးညပိုင်းတွင်နေပြည်တော်ကိုပြန်လည်ရောက်ရှိမည်ဖြစ်ပါရယ်မြန်မာနိုင်ငံရေးတွင်တတိကြီးကြီးအနာဂတ်အတွက်အမျိုးမြင်ကြီးစွာဖြင့်ဆောင်ရွက်ရန် တရုတ်သမ္မတကမင်းအောင်လှိုင်ကိုတိုက်တွန်းလိုက်ကြောင်းတရုတ်နိုင်ငံသားကြီးပြောရေးဆိုခွင့်ရှိသူကသတင်းထုတ်ပြန်ထားပါတယ်။ရုရှားနိုင်ငံမော်စကိုတွင် အကြမ်းဖက်မင်းအောင်လှိုင်ကတရုတ်သမ္မတနှင့်တွေ့ခွင့်ရရှိခဲ့ပြီးယင်းတွေ့ဆုံမှုတွင်တရုတ်သမ္မတကမြန်မာနိုင်ငံ၏ဖြစ်စဉ်များတွင်သတိကြီးစွာအနာဂတ်အတွက်အမြင်မြင်ကြီးစွာဖြင့်ဆောင်ရွက်ရန်တိုက်တွန်းကြောင်းတရုတ်အနေဖြင့်ငလင်ဘေးကြောင့်ပြိုကျပျက်စီးမှုများပြန်လည်တိစောက်ရေးကူညီမည်ဖြစ်ကြောင်းတရုတ်အနေဖြင့် မြန်မာနိုင်ငံနဲ့တင့်တော်သောဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်းတရုတ်သမ္မတကပြောဆိုပါတယ်။ထို့ပြင်မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာလွတ်လပ်ရေးနိုင်ငံမိတ်ပိုင်ဆိုင်မှုနဲ့နိုင်ငံတည်ရင်ရေးလှုပ်ဆောင်မှုများကိုလည်းထောက်ခံကြောင်းတရုတ်သမ္မတကဆိုပါတယ်။မေအောင်နိုင်သည်ရုရှားသို့တွားရောက်ခဲ့ခြင်းအဓိကအရွယ်ချက်တွင်တရုတ်သမ္မတနှင့်တွေ့ဆုံနိုင်ရေးပါဝင်ခဲ့ပြီးတွေ့ဆုံခွင့်ရရှိရန်လည်းရုရှား၏ကူညီမှုရရှိခဲ့ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။အကြမ်းဖက်မေအောင်နိုင်သည် ရုရှားနိုင်ငံမော်စကိုမြို့မှနေပြည်တော်သို့ပြန်လည်ရောက်ထွက်ခွာလာမည်ဖြစ်ပြီးမြန်မာစံတော်ချိန်ညပိုင်းတွင် နေပြည်တော်သို့ရောက်ရှိမည်ဖြစ်ကြောင်းသိရပါသည်။ရုရှားနည်းပညာဖြင့်နျူကလ িয়ার တအားစေယုံစစ်တပ်ကတိစောက်ရန်ရှိနေမှုမြန်မာနဲ့အထိုင်းပြည်သူများ၏လုံခြုံရေးအန္တရာယ်ကင်းရှင်းမှုနဲ့နေထိုင်မှုအတွက်အလွန်ဆိုးရိမ်ပူပန်ကြောင်း KNU ကထုတ်ပြန်ထားပါသည်။ရုရှားနည်းပညာဖြင့်အနုမြူတအားပေးစေယုံစစ်ကောင်စီကတိစောက်မည်အခြေအနေကြောင်းမြန်မာနဲ့အထိုင်းပြည်သူများ၏လုံခြုံရေးအန္တရာယ်ကင်းရှင်းမှုနဲ့ နေထိုင်မှုအတွက်အလွန်ဆိုရင်ပူပန်ကြောင်း KNU ကမေလ9ရက်နေ့နေဆွဲဖြင့်ကြေညာချက်တည်းထုတ်ပြန်ထားပါတယ်။မေလ9ရက်နေ့တရင်သားတိုင်းဒဝဲမြို့နယ်ထီကီဒေသကို KNL ကပြန်လည်သိမ်းပိုက်ပြီးနောက်ထီကီစီရဲ့အခြေအနေနဲ့ပတ်သက်၍ထိုင်းမြန်မာနယ်စပ်တလျှောက်နေထိုင်သော ထိုင်းပြည်သူများသို့အတိပေးကြေညာချက်တည်းကိုနေဒဝဲခရိုင် KNU ကထုတ်ပြန်ထားကြောင်းသိရပါတယ်။မြန်မာစစ်တပ်က KNU ၏နေဒဝဲခရိုင်နယ်မြေကို1999ခုနှစ်နောက်ပိုင်းတွင်သိမ်းပိုက်ခဲ့ပြီးစစ်ရေးပဋိပက္ခများနဲ့ ဒေသပြည်သူများ၏နေရပြောင်းရွှေ့မှုများဖြစ်ပေါ်ခဲ့ရကြောင်း KNU တပ်မှ၄ရက်နေဖြင့်မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံရှိဒေသပြည်သူများ၏လုံခြုံရေးကိုအာမခံချက်ရှိစေရန်မြိတ်ဒဝဲဒေသရှိထီကီစစ်အခြေစိုက်စခန်းကိုပြန်လည်ထိန်းချုပ်ခြင်းသည်မဖြစ်မနေလိုအပ်သည်ဟုယုံကြည်ကြောင်း KNU ကကြေညာထားပါသည်ပြည်သူများ၏ကိုယ်ကျမကိုဖန်တီးခွင်နဲ့မြန်မာစစ်တပ်၏အကြမ်းဖက်မှုများမှလွတ်မြောက်စေရန်အတွက်စစ်ကောင်စီပေါ်စစ်ရေးအရာအရေးယူဆောင်ရွက်မှုများပြုလုပ်ရန်လိုအပ်သည်ဟုယုံကြည်ကြောင်းစစ်အာဏာရှင်ကရုရှားနည်းပညာဖြင့် နျူကလ িয়ার တအားပေးစရုံတိဆောက်ရန်ရှိနေမှုကြောင့်မြန်မာနဲ့အထိုင်းပြည်သူများ၏လုံခြုံရေးအန္တရာယ်ကင်းရှင်းမှုနဲ့နေထိုင်မှုအတွက်အလွန်ဆိုးရိမ်ပူပန်ကြောင်းလက်ရှိအနေအထားတွင်နျူကလ িয়ার စရုံတိဆောက်နိုင်သောနေရာနှစ်ခုကိုဖော်ပြရာတွင်ဘ고တိုင်းအလဲပိုင်းနဲ့ထိုင်းနိုင်ငံနယ်စပ်တနင်္သာရီတိုင်းဒဝဲဒေသရှိဒဝဲအထူးစီးပွားရေးဇုန်တို့တွင်ဖြစ်ကြောင်း KNU ကပြောပါသည် KNU အနေဖြင့်အတိတ်နဲ့ပြစ်ဆုပ်ပံကာလအတွင်းထိုင်းပြည်သူများနဲ့တဟဇာတာဖြစ်စွာနေထိုင်ခဲ့ကြတဲ့ကဲ့သို့ နောက်အနာဂတ်တွင်လည်းလေးစားမှုနဲ့ခင်မင်းရင်းနှီးမှုတို့ဖြင့်အိမ်နီးထင်းကောင်းပြီးသားစွာနေထိုင်ရာအသင့်ဖြစ်ကြောင်းထိုင်းနိုင်ငံနဲ့ထောက်ရငင်းချမ်းပြီးအတူတကွပူးပေါင်းဆောင်ရွက်သည့်ဆက်ဆံရေးသဘောထားပေါ်မိမိတို့ရည်တည်ကြောင်းထိုင်းပြည်သူများထံမှနားလည်မှုကိုနှိုးလင်ကြောင်း KNU ကကြေညာထားပါတယ်။မဒီယာမြို့နယ်တွင်စစ်တပ်ကစစ်ကြောင်း၃ကြောင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်နေ၍တိုက်ပွဲများပြင်းထန်နေပြီးလေရင်ဖြင့်စစ်တိုက်ဘုံကျဲတိုက်ခိုက်နေကြောင်းသိရပါတယ်။မန္တလေးတိုင်းမဒီယာမြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကစစ်ကြောင်း၃ကြောင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲများပြင်းထန်နေပြီးလေယာဉ်ဖြင့်စစ်တိုက်ဘုံကျဲတဲခိုက်နေကြောင်း Voice of Manly မှတာဝန်ရှိသူတူကပြောပါတယ်မေလာရှိရနေ့နာနဲ့6နိုင်မှစတင်၍မဒီယာမြုံနဲ့အရှိချမ်းကြီးဘူကုန်းရွာကြောက်တရားရွာနဲ့ရှမ်းရွာအလီတဝိုက်ကိုအကျန်းဖက်စစ်တပ်ကစစ်ကြောင်း၃ကြောင်းဖြင့်စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့်တော်လှန်ရေးတပ်ဖွဲ့များနဲ့အကျန်းဖက်စစ်တပ်တို့ထိတွေ့တပ်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ်ထို့သောထိတွေ့တဲ့ဝဲဖြစ်ပွားနေစဉ်နာနဲ့6:10မိနစ်ခန့်တွင်အချမ်းပစစ်တပ်ကဘိုကုံးရွာအနီးတစ်ဝိုက်ကို Y12 လေယာဉ်ဖြင့်ဘုံဒီစလီလုံးကျဲချတိုက်ခိုက်ခဲ့ကြသောထို့ပြင်နာနဲ့6:26မိနစ်ခန့်တွင်လည်းကြောက်တရားရွာအနီးတစ်ဝိုက်ကိုလည်း Y12 လေယာဉ်ဖြင့်ဘုံဒီရှစ်လုံးကျဲချခဲ့ပြီး90အကုံအနီးတစ်ဝိုက်ကိုလည်းနာနဲ့6:35မိနစ်ခန့်တွင် Y12 လေယာဉ်ဖြင့်ဘုံဒီ9လုံးကျဲချတိုက်ခိုက်ခဲ့ကြသောသိရှိရပါသည် ရင်းတို့ထိတွေ့တဲ့ပွဲဖြစ်ပွားပြီးအချမ်းမဲ့စစ်တပ်မှထိခိုက်သေးဆုံးမှုများပြားခြင်းကြောင့်ရင်းနေနာနဲ့ခွန်နာရီခန့်တွင်တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်နေရာများကို Jack Fighter တစ်စင်းဖြင့်ထပ်မံပုံကျဲတိုက်ခိုက်ကြောင်းသိရပါဗါးအလားတူနာနဲ့စစ်တနာရီ19မိနစ်ခန့်တွင်လည်းမရီယာမြုံနယ်အရှိချမ်းကြီးတိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်ကို Jack Fighter ဖြင့်ဘုံဒီငါလုံးထပ်မံကျဲချတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရပါဗါးတိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်တွေပဲကျဲတာဆိုတော့ပြောရရင်ပြည်သူတွေတော့ထိခိုက်မှာမထင်ဘူးစစ်ကွေးတွေဘက်ကတော့တော်တော်ထိနာကြတာကြားတယ် ဘယ်လောက်ထိကြီးခိုက်မှုရှိတယ်ဆိုတာတော့အတိအကျမသိရသေးဘူးဟု Voice of Mali မှာတာဝန်ရှိသူကပြောပါတယ်။လက်ရှိမြေပြင်ထိတွေ့တဲ့ပွဲများတွင်အကြမ်းဖက်စစ်တပ်သည်အထိနာနေသောကြောင့်လေကြောင်းတိုက်ခိုက်မှုများပုံမလုံးဆောင်လာနိုင်သည့်အတွက်ပြည်သူများအနေဖြင့်သတိပြုနေထိုင်ကြရန် Voice of Mali မှအတိပေးထားပါတယ်။သတင်းသားမြို့နယ်တင်ခွန်ရတဲ့ဘဲတွင်ခမရနှစ်နှစ်လေးတရင်မှစစ်ကောင်စီတပ်သားနှူလက်နက်များယူဆောင်လာပြီးအလင်းဝင်ကြောင်းသိရပါတယ်။တရင်တိုင်းတိုင်းတရင်တိုင်းမြို့နယ်တင်ခွန်ရတဲ့ဘဲတွင် ခမာယနှစ်နှစ်လေးတရင်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးလက်နက်များယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း KNU တပ်မှလေးတရင်စစ်တပ်ဌာနချုပ်တက်ခွဲမှုက ပြောပါရယ်မေလာ9ရက်နေ့တွင်ဇင်တိုင်းမြို့နယ်မောတောင်နယ်စပ်ကုံတွေးရေးလမ်းပိုင်းရှိတင်ခွန်ကျေးရွာတပ်ပွဲတွင်ခမာယနှစ်နှစ်လေးပုတ်ပြင်းအခြေဆိုင်တရင်မှာတက်ချက်တူနဲ့တပ်သားတူ KNL တရင်စစ်တပ်လက်အောက်ခါခွတ်တောင်းတမာဒူးစစ်ကြောင်းထံအလင်းဝင်ရောက်ခဲ့ကြောင်းသိရပါရယ်အဆိုပါအလင်းဝင်လာသောစစ်ကောင်စီတပ်သားနှစ်ဦးသည် MA1 တနတ်နှစ်လက်ကြည်ပေါက်ကိုခု G328 တောင်းတို့ကိုယူဆောင်လာသောကြောင့်ကွန်ပျူစုမွေများထပ်မံချင်းမြင့်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ဒီနေ့အလင်းဝင်လာတဲ့နှစ်ဦးနဲ့ပတ်သက်ပြီးပြောလိုတာကသူတို့ပြောပြချက်အရစစ်ကောင်စီတပ်ထဲမှာပြေးကျင်နေသူတွေတော်တော်များတယ်လို့သိရတဲ့အတွက်စစ်ကောင်စီဟာစစ်မှုထမ်းတပ်သားတွေကိုအသေးခံခိုင်းနေတာလို့ပဲမှတ်ချက်ပေးခြင်းပါတယ်။သူတို့ပြောပြချက်အရအရှိလဲတိုးလို့မရအနောက်ပြန်ဆုတ်ခွင်လည်းမပေးဘူးလို့သိရတဲ့အတွက်ကြောင့်မကြာခင်မှာအခုလိုမျိုးအလင်းဝင်မဲ့သူတွေပိုများလာမယ်လို့တော့ထင်တယ်ဟု KNU တပ်မဟာလေးတရင်စစ်တပ်ဌာနချုပ်တက်ခွဲမှုကပြောပါတယ်။